ီနေ့မှာတော့အကိုရီယသိရရဲ့ဖန်ဆီးခြင်းကိုခံရတဲ့ရှီပန်ညာကိုတွားရောက်ကေတင်ပေးခဲ့တဲ့စီရှာကပါထမံအဖမ်းခံလိုက်ရတာကြောင့်ရီတကာသူချေရတဲ့ရှီပန်ညာကိုအမှတ်မထင်ဘလူရီကေတင်သွားမလဲဆိုတာကိုစိတ်ဝင်စားပွဲကြီးရှုရမယ်ဝေပြူမယ်ရဲ့ကလပ်စာအပိုင်း44ကိုရီကပ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ျွန်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတည်တံ့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားစုံကိုတင်ဆက်ပေးသွားမယ် Recapout ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။အကူရီရသေးတွေပူစောပွဲပြုလုပ်ရနေရမှာတော့ရှီဗန်ညာတယောက်ဘယ်မှသွားလို့မရအောင်ဖြစ်နေခဲ့ပြီး ်အခြားသောအသွင်ပြောင်းမှုတွေကိုလည်းအဂိုရီရသည်တွေကမိဘုံတွေကိုပြစ်ထည့်နေကြတာကိုတွေ့မြင်နေကြရတာကြောင့်စီရှာကိုအထိတ်တလန့်နဲ့စိတ်အာယုံကနေခေါ်ကသူမအနီးအနဲကြုံတွေ့နေရကြောင်းပြောနေခဲ့ပေမယ်စီရှာတယောက်ကတော့ရီတရဲ့နားကနေဘလူမရုံမထွက်နိုင် ဖြစ်နေခဲ့ပါရှိပညာရဲ့စတိုက်ကူညီတောင်းနေမှုကြောင့်နောက်ဆုံးတော့စီရှာလဲအိပ်ပျော်နေခဲ့တဲ့ရီတရဲ့နားကနေထွက်လာခဲ့ပြီးရှိပညာစီကိုမတွားနိုင်သေးပဲ ရီတရဲအချစ်တွေပေါ်မှာပြန်လဲတွင်းနေမိခဲ့ပြီးချီနူးနေခဲ့ချိန်မှာပဲသူမကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တဲ့ယာမနီကအနာကိုရောက်ရှိလို့လာခဲ့တာကြောင့်စီရှာလဲအံ့ဩသွားခဲ့ရပါတယ်။ယာမနီကစီရှာတရားရီတရဲပေါ်မှာစိတ်တွေရင်ရိုင်နေခဲ့တာကိုသိရှိနေခဲ့တာကြောင့်ရှီဗန်ညာနဲ့စီရှာတို့ကိုတတ်ရှုသွေးခွဲဖို့အတွက်သူသားရီတနဲ့လက်ထပ်ရင်းလဲသူမအနေနဲ့ခွင့်ပြုနိုင်ကြောင်းဒါပေမဲ့ရှီဗန်ညာကိုတော့ဖမ်းထားခဲ့ရင်လွှတ်ပေးပါလို့ ဘာမှမသိသလိုသူတော်ကောင်းမကြီးပုံစံနဲ့ပြောဆိုလာခဲ့တာကြောင့်စီရှာတရာတူဝေသွားခဲ့ရပါတယ်။အဲဒီနောက်စီရှာလည်းတရိယာသွားခဲ့ပြီးရှီပန်ညာကိုကဲမဖြစ်မယ်လို့တွေးမိကထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့ဂျာမနီကစီရှာထွက်မသွားနိုင်အောင်ရီတနဲ့လက်ထပ်ဖို့အတင်းအကျပ်ပြောဆိုနေခဲ့တာကြောင့်စီရှာလည်းဘာလို့ရမှန်းမသိဖြစ်နေခဲ့ရပါတယ်။ဂျာမနီကမင်းရဲ့တရုတ်မှန်ကိုစိုင်းရင်ကြီးမှာပါတီပွဲလုံးတုံးကလေးကတွေးခဲ့မိတာဖြစ်ကြောင်းနဲ့ ်သူမကိုစီရှာကဘလို့မှအနေရမပြုတ်နိုင်ကြောင်းသူရဲ့လေဘေးမှာဆွေးချုပ်နဲ့ရောပြီးတွဲကဝတ်ဆင်ထားတဲ့အဆောင်လက်စွပ်ကိုပြတ်တာခဲ့တာကြောင့်စီရှာတရားငြိမ်တည်ခဲ့ရပါတယ်။ဂျာမနီက၅ယောက်ကြားနဲ့အကူရိုးရဲ့ပြစ်တွေကြောင့်ရှီဗန်ညာနဲ့ငါရဲ့မိသားစုကိုဒုက္ခမပေးချင်ပါနဲ့။အရင်ဆုံးရှီဗန်ညာကိုဖမ်းထားရင်လွတ်ပေးစေချင်ပါတယ်လို့လက်ဦးလေးချီကတောင်းပန်နေခဲ့တာကြောင့်စီရှာလေစိတ်ပြောင်းချင်လာသလိုဖြစ်သွားခဲ့ရတာကိုယာမနီကရိမ့်မိသွားခဲ့ရပြီးဆက်လက်ပြောဆိုကာ ရာဂျာအတုလောက်ကတင်းစီထားခဲ့တဲ့မွေမြူတွေရန်နာအတုကိုလည်းစီရှားထုတ်ပေးကဒါကိုယူသွားပါ ရှီဗန်ညာကိုသာလှုပ်ပေးပါလို့ပြောနေခဲ့ပါဒါကြောင့်စီရှားလည်းယူကြည့်လိုက်တဲ့အချိန်မှာတော့မွေမြူတွေရန်နာအတုဖြစ်နေမှန်းသိရှိသွားခဲ့ကငါကမွေမြူနယ်တယောက်ပဲရန်နာကိုအတုစိတ်ခွဲခြားနိုင်တယ်လို့ပြောဆိုနေခဲ့ပြီးမွေမြူတွေရန်နာအတုကိုလှုပ်ပစ်ခဲ့ပါမွေမြူတွေရန်နာစစ်က ဂုံသေးရီစီကနေသူမကိုယ်တိုင်ယူဆောင်သွားခဲ့တာဖြစ်ပြီးသူမထံမှရှိကြောင်းဂျာမနီကိုတဖက်လက်နဲ့ပြန်လည်ပြောဆိုခဲ့တာကြောင့်ဂျာမနီကလည်းစီရှာစီမှာမွေမြူတွေရန်နာကိုထိမ့်သိမ်းထားတယ်လို့ထင်မြင်သွားခဲ့ပါနောက်ဆုံးတော့တွေ့ဝင်နေတဲ့စီရှာလည်းရှီဗန်ညာကိုတွားရောက်ကဲတင်ဖို့ကိုသာဆုံးဖြတ်ခဲ့ပြီးဂျာမနီရဲ့အနားကနေထွက်သွားခဲ့ပါတော့တယ်ဂျာမနီကတော့သူ့ရဲ့ချွေးမလေးရှီဗန်ညာလို့တန်းတားပြီးငိုကြွေးနေခဲ့တာ တယောက်တည်းရုပ်ရှင်တွေရိုက်ပြီးဟန်ဆောင်မှုကောင်းစွာနဲ့ကျင်းရခဲ့ရပါတော့တယ်။စီရှာလဲရှီဗန်ညာကိုအဂူရီရသိတွေကဖမ်းဆီးထားခဲ့တဲ့နေရာကိုအရောက်မှာတော့ရှီဗန်ညာကိုတော့ရောက်ကက်တင်မို့လှုပ်လိုက်။ဂျာမနီပြောခဲ့တဲ့စကားတွေကိုပြန်လည်ကြားအောင်လိုက်နဲ့ရှီမတိုးသားနောက်မဆုတ်တာနဲ့စိတ်တွေကဒွိဟဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလဲရီတက်ကအိမ်မက်တကူကိုမျက်မှတ်လို့နေခဲ့ပြီးအိမ်မက်ထဲမှာသူ့နဲ့ရုပ်ချင်းလုံကိုတူတဲ့ဘယင်ကြီးတပါလို့လူက တင်ခတ်တကောင်တုတ်ချီလာခဲ့တဲ့ပွင့်ပြောင်းမွေကိုကေတင်ပေးနေခဲ့တာဖြစ်ပြီးအဆိုပါမွေကလည်းဘယင်ကြီးကိုကျေးဇူးတင်ကထွက်သွားခဲ့ပါတော့တယ်။ဘယင်ကြီးကဘီနာက သူ့ရဲ့သားငယ်လေးကိုဒါလေးအဖေကအဲ့ဒီမွေကိုကယ်လိုက်တဲ့အတွက်ဘာကြောင့်လဲဆိုတာမင်းသိကျင်နေမှာပဲ။သူတို့ကအသွင်ပြောင်းမွေတွေပါ။အဖေတို့ကသူတို့ကိုကာကွယ်စောင့်ရှောက်ပေးရမယ်။မွေတကားတို့ရဲ့အရှင်ရှင်ကဟာအဖေတို့ရဲ့နတ်ဖျားပဲ။အဖေတို့ကအရှင်သီဝရဲ့တပည့်တွေပါ။အသွင်ပြောင်းမွေတွေကလည်းအားလုံးအတူတူပဲ။ ကိုကိုွယ်ရလည်းအတူတူပဲရည်ရွယ်ချက်ကလည်းအတူတူပဲမွေမျိုးတဲ့ရန်နာကိုအဖေတို့ကကာကွယ်ရမယ်ဒါကလည်းအဖေတို့ရဲ့တာဝန်တစ်ခုပဲလို့ပြောဆိုကာဘယင်ကြီးကသူ့ရဲ့လက်ကုတ်ကမှတ်သားကိုပြတ်သားခဲ့ပြီးဒီအမှတ်သားပါတဲ့သူတိုင်းကမွေရွနဲ့မွေမျိုးတွေရန်နာကိုကာကွယ်ပေးရတယ်ဒါကအဖေတို့ရဲ့ရည်ရွယ်ချက်ပဲလို့ပြောဆိုနေခဲ့တာကိုမြင်မှတ်ပြီးရီတတရာလန်နိုးလာခဲ့ရပါတယ်ဒါကြောင့်ရီတလည်း သူရဲ့လေကုတ်ကအမှတ်သားကိုတတိယသွားခဲ့ပြီးမှန်ထဲမှာသွားရောက်ကြည့်ရှုခဲ့တဲ့အချိန်မှာတော့အိမ်ဘက်ထဲမှာတွေ့မြင်ခဲ့ရတဲ့အမှတ်သားတိုင်းဖြစ်နေခဲ့တာကိုတွေ့လာရတာကြောင့်အံ့ဩသွားခဲ့ပါတကယ်ပြင်မာကအသွင်ပြောင်းမွေမာကသူတို့မိသားစုရဲ့ရန်သူဖြစ်နေခဲ့ပေမဲ့အိမ်မက်ထဲမှာကမွေနဲ့မွေမြူးတွေရနာကိုကောက်ွယ်ပေးရမယ်လို့မြင်မှတ်နေခဲ့တာကြောင့်ရီတက်လည်းအတွေးတွေနဲ့ရှုပ်ထွေးနေခဲ့ပါတယ် ဒီလိုနဲ့ retail စဉ်းစားနေခဲ့ရင်အခန်းထဲမှာရှီပညာတရားမရှိတော့ပဲပျောက်နေခဲ့တာကိုသတိထားမိသွားခဲ့ပြီးတရားစဉ်းစားကြည့်လိုက်တော့တင်းလာနေ့တိုင်းမှာရှီပညာကဖះเจ้าကိုသွားပြီးဝှပြူဆူတောင်းတက်တာကိုသတိရသွားခဲ့ကပြန်အိတ်လို့မရမဲ့အတူတူဖះเจ้าကိုလိုက်သွားမယ်လို့ဆုံးဖြတ်ပြီးအိမ်ကနေထွက်လာခဲ့ပါတော့တယ်တစ်ဖက်မှာလည်းစိတ်တွေဒူရဖြစ်နေတဲ့စီရှာတရားရှီပညာကိုကယ်တင်ဖို့စိတ်ပိုင်းဖြတ်လိုက်ကသွားရောက်ခဲ့တဲ့အချိန်မှာတော့သူမလည်းအကူရီရသေးရဲ့ထောင်ချောက်မှာမိသွားခဲ့ကအဖမ်းခံလိုက်ရပါတယ် ရှိပန်းကလည်းစီရှာကိုသူမကိုလာခဲ့ဖို့ဘာလို့ဒီလောက်တောင်ကြံ့ကြာနေရတာလဲလို့ဝမ်းနေပြီးမေးမြန်းခဲ့တဲ့ခါမှာတော့စီရှာလည်းရီတန်နဲ့ရှောင်းလို့မရပဲထိတ်တိုက်တိုးခဲ့တာကြောင့်ရှိပန်းကအဖြစ်ဟန်ဆောင်ကနေထိုင်ခဲ့ရပြီးမိသားစုတွေမလစ်တာကြောင့်ထွက်မရဖြစ်နေခဲ့ရတဲ့အကြောင်းရှင်းပြခဲ့တာကြောင့်ရှိပန်းကလည်းစီရှာရဲ့အပေါ်မှာအပြစ်မယူပဲခွင့်လွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ တွေ့ကြုံနေရတဲ့ခုချင်းတွေကသူမတို့နှစ်ယောက်စလုံးဘဝဆုံးရတော့မယ့်အရေးဖြစ်တာကြောင့်ဘသူကများလာရောက်ကဲတင်ပေးနိုင်ပါမလဲလို့စောင့်မျှော်ရမယ့်အခြေအနေဖြစ်နေခဲ့ရပါတယ်။ဒိုင်ဆိုင်စွာနဲ့ရီတက်ကဝှပြူချောင်းကိုသွားရင်အဆိုပါနေရာကနေဖျက်ဆန်းသွားခဲ့တာကြောင့်အဂိုရီရသေးရဲ့ရွတ်ပတ်နေတဲ့အတန်တွေကိုကြားလိုက်ရပြီးကားကိုရတန်းကအခြေအနေကိုလေ့လာခဲ့ပါတယ်။ အဆိုပါအချိန်မှာပဲလူတယောက်ကရောက်ရှိလာခဲ့ပြီးရီတစ်ကိုဟန်တာလိုက်ကအဂိုရီရသေးရဲ့ပူစောပွဲချောင်းကိုပြောပြခဲ့တာကြောင့်ရီတစ်ကလည်းသတိဆန်တွေရဲ့အသက်တွေကိုအုံချပြီးတကိုးကြီးဘိုးလှုပ်ဆောင်နေခဲ့ကြတဲ့အပေါ်မှာမနစ်တက်ခဲ့တာကြောင့်သူရအောင်ဒါမဲ့လို့ပြောဆိုလိုက်ပြီးအဆိုပါလူစိမ်းကလည်းဒါဆိုရင်မင်းကိုအရှင်ကဆင်လွတ်လိုက်တာပဲဖြစ်မယ်မင်းကဒီနေရာကိုရောက်ဖို့ကံပါလာခဲ့တဲ့သူပဲအရှင်ကမင်းကနေစင်းမွေးတွေကိုကဲတင်ခိုင်းမယ်နဲ့တူတယ် မွေတွေရဲ့ကက်တေရှင်ပေါ်ပေါက်လာပြီလို့ဝမ်တာအယရည်ရွပြောဆိုလိုက်ပြီးမင်းကိုအရှင်ကကောင်းချီးပေးပါစေလို့ဆုတောင်းပေးခဲ့ကထွက်ခွာသွားခဲ့တာကြောင့်ရီတလဲကြောင်းတောင်းဖြစ်သွားခဲ့ရပါတယ်။အဲဒီနောက်ရီတလဲတရိတ်ဆန်စောင်းရှောက်ရေးဌာနကိုဖုန်းဆက်ကဖြစ်ပျက်နေတဲ့ချင်းနေတွေကိုရှင်းပြပြီးဆက်သွယ်ကြောင်းကြားခဲ့ပါတယ်။အဲဒီနောက် ပူဇော်မှုတွေပြုလုပ်နေခဲ့တဲ့အဂူရီယသိတွေရှိရာကိုရောက်ရှိလို့လာခဲ့ပြီးရတန်ခိုင်းခဲ့တာကြောင့်အဂူရီယသိတွေကလည်းလမ်းခံခဲ့ပဲရီတစ်ကိုတိုက်ခိုက်နေခဲ့ချိန်မှာပဲတာဝန်ရှိသူတွေကရောက်ရှိလို့လာခဲ့ပြီးအဂူရီယသိတွေကိုဖမ်းဆီးသွားခဲ့ကြပါရှီဗန်ညာကတော့သူမကိုရီတစ်မမြင်အောင်မွေးသွင်းကိုချက်ချင်းပြောက်လိုက်ပြီးရှောင်ထွက်လာခဲ့ပါရှီဗန်ညာလည်းရီတက်သားအချိန်မီရောက်မလာခဲ့ရင်သူမကပါဝင် ပွင့်ပြောင်းမှုတွေတော်တော်များများသိဆုံးရမှာဖြစ်တာကြောင့်ရီတရဲ့ကတင်ပေးမှုတွေအပေါ်မှာကျေးဇူးတွေတင်နေမိခဲ့ပါရီတလေတာဝန်ရှိသူတွေပြန်သွားခဲ့တဲ့အခါမှာသူရဲ့ရင်ထဲမှာလည်းစိတ်ပူမှုတွေကပျောက်ကင်းသွားခဲ့ရတာကြောင့်ဖြစ်ပြနေတဲ့အခြေအနေတွေအပေါ်မှာထူးဆန်းသလိုခံစားနေခဲ့ရတာကသူလည်းကားပေါ်ကိုတက်ပြီးဝှပြူချောင်းကိုဆက်လက်ထွက်လာခဲ့ပါဒါပေမဲ့ရီတကကားကိုမောင်းမထွက်ခင်မှာပဲရှီဗန်ညာကမွေးသွင်းတဲ့ကားပေါ်ကိုလိုက်ပါသွားခဲ့ပါ ဝပြူကျောင်းကိုရောက်ရှိလာခဲ့တဲ့ရီတက်လည်းကားကိုရပ်တန့်လိုက်ကာဝပြူကျောင်းမကိုတက်ရောက်သွားခဲ့တာကြောင့်ရှီဗန်ညာလည်းရီတက်တဲ့အရင်ဝပြူကျောင်းမကိုရောက်အောင်သွားရောက်ခဲ့ပြီးပူဆောင်မှုတွေကိုပြုလုပ်နေခဲ့ပါတော့ရီတက်လည်းဝပြူကျောင်းမကိုရောက်တော့ရှီဗန်ညာကိုတွေ့လိုက်ရတာကြောင့်သူတို့နှစ်ယောက်လည်းပူဆောင်မှုတွေကိုအတူတူပြုလုပ်နေခဲ့ကြတာတွေကိုစီရှာကကြည့်ပြီးသူမရဲ့စိတ်ထဲမှာလည်းမတင်မကျတွေဖြစ်နေခဲ့ရကသူမရဲ့စိတ်ကူးထဲမှာတော့ သူနဲ့ရီတီတိုအတူတူရှင်တွဲကပူဆော်မှုတွေပြုလုပ်နေခဲ့တာကိုငြင်းအောင်နေမိခဲ့ပါတယ်။အဲဒါရီတီနဲ့ရှီဗန်ညာတို့လည်းဝပြုကြောင်းကနေအင်ကိုပြန်လာခဲ့ကြပါတော့တယ်။အင်ကိုပြန်ရောက်နေတဲ့ယာမနီတယောက်ကတော့ဆီရှာကိုသူမလှက်ပက်ပြောဆိုခဲ့တာတွေကအောင်မြင်ပါမလားလို့တွေးနေမိခဲ့ချိန်မှာပဲရီတီကရှီဗန်ညာကိုခေါ်ကရောက်ရှိလာခဲ့တာကြောင့်ရီတီက မင်းတို့တွေကဒီချင်းကြီးဘယ်တွေသွားနေတာလဲလို့စိုးရိမ်တဲ့ပုံစံနဲ့မေးလိုက်ပြီးရီတရဲ့ဘေးနားကရှီဗန်ညာကိုလည်းအတုလားစစ်လားခွဲခြားနေခဲ့ပါတယ်။ရီတလည်းသူနဲ့ရှီဗန်ညာကဝှက်ပြူချောင်းကိုသွားတာဖြစ်ကြောင်းရှီဗန်ညာကတင်းလာနေတိုင်းဝှက်ပြူချောင်းကိုသွားပြီးပူစော်မှုတွေပြုလုပ်တတ်တာကြောင့်အခုတခါတော့သူလည်းလိုက်သွားခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့တာကြောင့်ယာမနီကရှီဗန်ညာအတုစစ်ခွဲခြားနိုင်မှုသူဝယ်ကိုင်းလိုက်တဲ့ပူစော်ပစ္စည်းတွေရောလို့မင်းမြန်ခဲ့ကဒါတွေကိုဝယ်ပြီးဝှက်ပြူချောင်းကိုသွားလိုက်တာလားလို့စက်မီးခဲ့ပါတယ်။ ရှိပညာကလည်းရုတ်တရက်မိုးဟုတ်တယ်လို့သာကောင်းငိမ့်ပြခဲ့ပိုင်းရီတက်လည်းဝပြူကျောင်းကိုသွားရင်လမ်းမှာအဂူရီရသိရရဲ့လက်ထဲကနေဝီရီကိုကတင်ပေးခဲ့ရာကြောင်းယာမနီကိုဆက်လက်ပြောပြလိုက်တော့မှယာမနီလည်းရှိပညာကိုတတ်ဖို့ချန်စီလိုက်တဲ့သူ့ရဲ့အချက်ကမအောင်မြင်ပဲဖြစ်နေခဲ့တာကိုသိရှိသွားခဲ့ပြီးရီတက်ရဲ့ဘေးမှာရပ်နေတဲ့ရှိပညာကလည်းအစ်စ်ဆိုတာကိုသိလိုက်ရပါတော့တယ်အဲဒီနောက်ယာမနီလည်း ရီတက်တိုကိုအားယူခိုင်းခဲ့ကသူတယောက်တည်းချန်ရစ်ခဲ့တဲ့အချိန်မှာတော့အဒီမွေမနှကောင်လက်တွဲနေသည်ွေသူတို့ကိုငါတတ်လို့မရဘူးသူတို့ရဲ့ပုံတူရုပ်သွင်လေးကိုပဲသူတို့နဲ့ပြန်ပြီးရန်တိုက်ပေးရမယ်လို့ကောက်ချစ်တဲ့ကြံတွေကိုထုတ်နေခဲ့ပါတော့တယ်နောက်ရက်တွေမှာလည်းဒီလူစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်မေးချစ်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်